တရားထိုင်ရင်ထွက်ရပောက်ကတရားဒုတိယမြင်ရသွားတဲ့ဖြူဖြူထွေတရားထိုင်နေရင်ထွက်ရပောက်ကသောတာပန်တည်သွားရင်လည်းတရင်ထွက်နေတာကတော့ Facebook ဆယ်လေးဖြူဖြူထွေပဲဖြစ်ပါနေအားလုံးသိကြတဲ့အတိုင်း Facebook ဆယ်လေးဖြူဖြူထွေကတော့သမီးကောင်းရတနာလေးလို့ဆိုရမှာပါဖြူဖြူထွေဟာចောင်းကဝဲတကူကနေမထင်မပဲနဲ့နာမည်ကြီးလာပြီးမှအောက်ခြေမလုံးမာနာမကြီးဘဝမမြင့်ပဲနဲ့ဘောအီချန်းစွာနဲ့ကုသိုလ်ရေးဘာဝနာရေးတွေကိုပွားများရင်းနဲ့ဖြတ်တန်းလာခဲ့တာဖြစ်ပါနေဖြူထွေအောင်အောင်မြင်တဲ့ Facebook ဆယ်လေးဖြစ်လာပြီးမှတခြားသူတွေလိုကိုတယောက်တည်းချမ်းသာကြွားတဲ့ဘဝကိုခံစားပဲ မိဘညီကောင်မောင်နှမတွေကိုလုံးကျွေးနေတယ်မိဘနှစ်ပါးကိုလည်းကျေးဇူးဆက်နေရဖြစ်ပါတယ်။ဒါအပြင် Facebook Selfie Video တွေဟာအားလုံးသိကြတဲ့တိုင်းအလူတန်းများဆိုလည်းပြုလုပ်သူပါဖြိုထွင်းအမြင်နဲ့မရှိစင်းရသားလို့လိုအပ်နေတဲ့သူတွေကိုအလူကြီးတန်းကြီးပေးတဲ့လို့တဘာဝဘေးကနေကြားရောက်ထင်တယ်မှာလဲအလူတန်းပေးနေကြပါဖြိုထွင်းဟာပြီးခဲ့တဲ့နှစ်ကရေဘေးဒုက္ခရောက်နေချိန်မှာလဲဖြိုထွင်းခဲ့တယ်လို့ခါတစ်ခါငလေးဘေးမှာလဲပေါဝင်ကွန်ကြီးလိုရန်ပေးနေတာပါဒါအပြင်ဖြိုထွင်းဟာညဘက်အချိန်မှာဆိုရင်ဝိပဿနာတရားတွေပေါများသေးတာလို့သိရတာပါ လူတော်များများကတော့ဖြူထွေးကတော့နာမည်ကြီးကျင်လို့လိုလောက်တဲ့နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့မကင်မှုစသဖြင့်ဝေဖန်ကြပါတယ်ဖြူထွေးကတော့ဝေဖန်မှုတွေကိုကောင်းနေမထဲပဲကိုလို့ချင်တာတွေကိုလောက်တာတွေပဲလုပ်နေရပါဖြူထွေးကသူ့ကိုယ်သူလည်းဘလောက်ပဲဝေဖန်နေကြပါစေအမြဲတမ်းမြစ်တာတရားနဲ့တုံ့ပြန်ပါတယ်ဒါကလည်းဖြူထွေးကညဘက်ဒီမှာဆိုရင်တရားထိုင်ကတရားဓမ္မသဘောတရားတွေကိုနားလည်နေရကြပါခုခါမှာဖြူထွေးကတရားထိုင်နေနေတရားဘာဝနာပွားများကတော်တော်ပဲအစဉ်တည်သွားပြီဖြစ်ကတရားဒုတိယမြန်ရသွားပြီလို့လည်းဆိုပါတယ်